ဩစတြေးလျနိုင်ငံကအဝေးပြေးလမ်းမတစ်ခုမှာထရက်ကားတစ်စီးပေါ်ကနေတတ်တူဖြတ်ဆရီပြုတ်ကျကျန်ခဲ့တာကြောင့်ရာနဲ့ချီတဲ့ကားတွေဟာဘိန်းပေါက်ကုန်ကြပါတယ်။ New South Wales ပြည်နယ်ထဲမှာရှိပြီးနိုင်ငံရဲ့ရင်အသွောအလာထူထပ်ဆုံးလမ်းမကြီးပေါ်မှာမေလ၂ရက်နေ့မနက်အစောပိုင်းကစုစုပေါင်း850ကီလိုဂရမ်လောက်အလေးချိန်ရှိတဲ့တတ်တူအစာအနာတွေပြန့်ကျဲပြီးကျကျန်နေခဲ့တာဖြစ်ပါတယ်။ Sydney မြို့စီဥတီထားတဲ့ M1 Pacific အဝေးပြေးလမ်းမကြီးပေါ်မှာအဲ့ဒီပြဿနာကြုံခဲ့တဲ့နောက် ရင်ထင်းရဲဌာနဟာအဝေးပြေးလမ်းမကြီးရဲ့ရှည်လျားတဲ့အစိတ်အပိုင်းကို10နာရီလောက်ကြာအောင်ပိတ်ထားပြီးရှင်းလင်းရေးတွေလုပ်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာကားအစီး300လောက်ကဘိန်းပေါက်ခဲ့ကြပြီလို့ဆိုပါတယ်။ထရက်ကားရင်မောင်းဟာအနောက်ဘက်အကုံလောင်ခန်းထဲကတတ်တူအဆအနာတွေတဖြည်းဖြည်းပြုတ်ကျနေတယ်ဆိုတာကိုကီလိုမီတာ30လောက်ခရီးပေါက်ပြီးမှသတိထားမိခဲ့တာဖြစ်ပါတယ်။ကားဘိန်းတွေပေါက်ပြီးရှုပ်ရှုပ်ထွေးထွေးဖြစ်နေတာကိုကူညီဖို့ရောက်လာတဲ့တချို့အရေးပေါ်ရင်တွေပါ တတူးစားတွေပေါ်ဖြတ်မောင်းမိပြီးဘိန်းတွေပောက်ကုန်တယ်လို့သိရပါတယ်။ truck ကားကိုပိုင်ဆိုင်တဲ့ NJ Ashton Company ကဒီပြဿနာအတွက်တောင်းပန်ခဲ့တယ်လို့ရှင်းလင်းရေးတွေမှာအကူအညီပေးပါမယ်လို့ကတိပြုခဲ့ပါတယ်။အာနာပိုင်းတွေဟာတန်တိုတန်စားတွေကိုရှင်းလင်းဖို့အတွက်အားကောင်းတဲ့တန်လိုက်တွေကိုအသုံးပြုခဲ့ရပါတယ်။ရဲတွေကအသက်46နှစ်အရွယ် truck ကားရှင်မောင်းဟာစုံစမ်းမေးမြန်းမှုတွေမှာထဲထဲဝင်ဝင်ပူးပေါင်းပေးခဲ့ကြောင်းအတည်ပြုသွားပါတယ်ရှင်။